မင်္ဂလာပါနော်နယူးမိသားစုပေါင်းတို့ရေနယူး family channel လေးကနေလည်းကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလည်းဆရာခက်စောရေးသားထားသောဒဝေနည်းစီဝတ္ထုမှအခန်းတစ်စိတ်ကိုဆက်လက်ပြီးတော့မျှဝေဖတ်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်ဒဝေနည်းစီအခန်းတစ်စိတ်ဖာတီဘာလုပ်နေတာလဲမောင်ရင်ကအလန်တကြားဖြင့်မေးလိုက်၏ ထိုချိန်တွင်အနောက်ဘက်မှရိုင်ဖယ်တနက်တရှိများကင်ထားသည့်လူတစုထွက်လာသည်ရဲဘော်သူရင်ဘေးမတိရမခပဲအခုလိုပြန်တွေ့ရတာဝမ်းသာတဗျာမောင်ရင်ကိုနှုတ်ဆက်လိုက်သူကတဝဲခရိုင်စစ်ရီဒုတိယတာဝန်ခံကိုတင်တွန်းတက်နီလူငယ်များကအကြီးကြီးကိုဝန်းရံလိုက်ကြသည်ကဲမတ်ဘီတို့သူ့ကိုကြိုးတုတ်လိုက်ကြပါစတင်ကန်းကိုလွှဲထားသည့်အမျိုးသမီးရဲဘော်နှုတ်ထွက်လာပြီးကြီးကြီးလက်ကိုကြိုးတုတ်လိုက်ကြ၏ ဘာရီဖြစ်နေကြတာရောဗျသူကရဲဘော်မရည်ရည်ညီမပါသူ့တူမကိုလာရှာတာပါဗျာကျွန်တော်အောက်မခံပါတယ်ဒီအတိုင်းလေးစကန်းကိုသူ့လိုက်မှာပါကိုတင်ထွန်းကမော်ရင်းပကုံးကိုဖလိုက်ဤရဲဘော်ကပါတီရဲ့တဲမှာပဲပိတ်မိနေတော့သတင်းတွေအဆက်အသွယ်ပြတ်သွားတယ်ထင်တယ်ဒီမိမစစ်တပ်ကဗိုလ်ကြီးရာလို့ရှိတဲ့တချို့မှာပဲအခုစစ်ကြောင်းတွေကသူ့ပြောက်သွားလို့လိုက်ရှာနေကြတာ သူ့ကိုလက်ခံစကားပြောခဲ့တဲ့ဝင်းဝါမောင်ကြောက်လဲသိပြီးပြီးတော့ခမားနဲ့ယူကြည်တွဲလုံးနေတဲ့တီလာရှင်တော်သူဝီလည်းသိပြီးစစ်တပ်ကသူတို့ကိုတတ်ပြီးတော့သူ့ကြောင့်ဝါမိရှုခဲ့တယ်ဟာမောင်ရင်ကချီချီပဲတို့ချီလိုက်ဤဟုတ်ပါတယ်ကျမမြမတက်မတော်ကဘိုးကြီးကြီးဆွေးပါဒါပေမဲ့ကျမတချို့မဟုတ်ဘူးခမားပြား မားကြောင့်တည်တဲ့သူတွေတည်ကုန်ကြပြီ။မောင်ရင်အတန်ကတုံရင်နေ၏။မောင်ရင်အတန်ကတုံရင်နေ၏။ကဲရဲဘော်မောင်ရင်အခုသူ့ကိုလောင်းလုံးမော်တစ်စခန်းအထိအဆင်ဆင်ပို့ရမယ်လို့ဘဝကျင်းနှံဝင်လာတယ်။လိုအပ်ရင်စစ်ဆေးမှုတွေလုပ်ဖို့ဘကိုယိုမပါတီပေါ်လစ်ဘျူရိုကိုတိုင်ဆင်းလာမယ်လို့လည်းကြားတယ်။လောလောဆယ်တော့ပုံမှုကြော်တင်လို့ရှိတဲ့စော်ဖျားစခန်းကိုခေါ်သွားမယ်။ ။တက်တီကန်ဖြစ်တဲ့သူဆိုင်ကယ်ကိုလည်းခမရမောင်းခဲ့လို့ရမလား။ရပါတယ်။မောင်ရင်ကတဲနေပေးတွင်ရထားသောဆိုင်ကယ်စီသို့လျှောက်သွား၏။မောင်ရင် ရှင်းချီတော့တန်ရနေကជីជីကလှမ်းပြောလိုက်သည်။ခမရကျုပ်တွေဘာမှစိတ်ပူစရာမလိုစစ်ဖို့မှမောင်ရင်ကជីជីကိုကြောက်ခိုင်းသွား၏။စောပြောင်းစကန်းသည်စောပြောင်းရွာအထက်ဘက်တော်ရင်တွင်ရှိသည်။ကိုတင်ထွန်းဥဆောင်သောတက်စုသည် ဝင်းဝါရွာနဲ့ -30 မြာသာဝေးတော်လဲတော်လန်ခင်းကြီးဖြစ်သည့်အပြင်တုံပန်းလဲပါလာသည်မို့ခြေလင်းနှရက်ခန့်နန်းလျှောက်ရ၏စော်ပြစကန်းသည်တဝဲခရိုင်ကွန်မြူနတီပါတီ၏ရွေလျားစခန်းငယ်တစ်ခုဖြစ်တော်လဲလူအင်အား100ခန့်ရှိနေသည်ပျောက်ကြားစစ်အဖြစ်ပြန့်ကျင်းနေရာမှစစ်ကြောင်းထုံမှုကြောင့်လာရောက်စုဝေးနေကြခြင်းလည်းဖြစ်၏လီနင်စတာလင်မော်စီတုံးနှင့် တခင်တန်ထွန်းတို့ပုံတူကိုအဝိဆများပေါ်တွင်ဆွဲထားပြီးစကန်ပက်လေးချိတ်ဆွဲထားကြသည်စစ်တပ်၏ဝိုင်းဝန်းပိတ်ဆို့ခြင်းမှခရီးရှည်ဆုတ်ခွာလာရမှုများကြောင့်အချို့ပါတီဝင်များအမျိုးသမီးတမက်ကဝင်များမှအစာရေစာငှက်ပြက်ခြင်းတောရင်းရှိသည့်အစာတောင်များသာစားခဲ့ရသဖြင့်ငှက်ပြားဝမ်းပြက်ဝမ်းလျှော်ယောဂများလည်းဖြစ်ပွားနေကြ၏ တဲကြီးတလုံးကိုယာယီစေယုံပုံစံပြုလုပ်ကထိုသူများအားထားရှိရသည်။ကျမ်းမာကြသည့်ပါတီလူငယ်အချို့ကတော့မော်ရင်စီလာသည့်ជីជី၏ BSA မော်တော်ဆိုင်ကယ်ကို Wine on ကြီးကစူးစမ်းနေကြ၏။ခက်လန်းလန်းဝါကုံတန်းပေါ်တွင် မော်ရင်ကတိုင်နေသည်ကိုတင်ထွန်းတို့တက်စုဝင်လာသည်နှင့်စကံမှာရိုရိုတဲတဲဖြစ်သွား၏။ဆိုင်ကယ်ကိုဝိုင်းအောင်ကြည့်နေသောပါတီလူငယ်များမှလည်းကိုတင်ထွန်းထံဝန်းရံရောက်ရှိသွားကြသည်။ဟာ စစ်ဘုံမချိုးတာပဲဟစပိုင်မရဲဟိရုတ်ကတော့မခေဘူးတယောက်တစ်ပေါက်အတန်များဟေးရဲဘော်ရီသူဟာသူရန်သူဘက်တော်သားဖြစ်ဖြစ်ဘာဖြစ်ဖြစ်မင်းကလေးတယောက်ရဲ့တိတ်ခါကိုမင်းတို့လေးစားရမယ်ဒီလိုမလုပ်ရဘူးမင်းတို့ပြည်သူ တက်မတော်သားတွေမဟုတ်ဘူးလားမတ်တိုးစီအတန်ကြောင့်လူငယ်ရဲဘော်များဤတယောက်တစ်ပေါက်အတန်များပိတ်သွား၏တရက်ခံကိုပုံမှုကြော်တင်စီခေါ်သွားကြဟိုမှာပုံမှုစောင့်နေတယ် ျမလမ်းလျှောက်လာရတာအခရီးဝေးကြီးမို့ခဏနားပြစီအောင်လားရေလေးပါလေးနဲ့တောက်ပြစီအောင်လူအုပ်ကြီးကြားတယ်ခက်တန်တန်ပြောလိုက်တော့ជីជីရဲ့တန်ကိုမောင်ရင်ချလိုက်ရသည်အင်းဒီအမျိုးသမီးကတော့ကျမစစ်ဖို့ဆိုတာမှန်နေဒါပေမဲ့ကျမဒီကိုလာတာတရားဝင်ခွင့်တင်ပြီးတော့လာခဲ့တာကျမတူမလေးမိုးကြီးကိုရှာဖို့လာခဲ့တာကျမကတရှုံမဟုတ်ဘူး ပိုမူကျော်တင်ကချစ်ကြီးမျက်လုံးများကိုသာစူးစိုက်ခြင်းနေသည်။နဗေးတွင်ခရိုင်ပါတီကေတာလည်းဖြင့်စကန်တော်ဝင်ကန်လည်းဖြစ်သူတခင်ပါစီပိုမူကျော်တင်ဤဇနီးတဝဲအမျိုးသမီးတမက်ကခေါင်းဆောင်ဒေါ်တင်စိန်တို့လည်းထိုင်နေကြ၏။ဒေါ်ကြည်ကြည်ဆွေခမရဟာအရင်ရှင်နေချေဝါရအမေရိကန်ကစစ်တင်နေဆင်းလာတယ်ဆိုတာရောဟုတ်ပါသလား။အရင်ရှင်တွေနေချေတွေတော့ကျွန်မမသိဘူး။ကျွန်မအမေရိကန်နိုင်ငံအလာဘားမှာ အမေရိကန်အမျိုးသမီးအခြေခံစစ်ပညာသင်တန်း MSN ဆက်လေးကိုတက်ရောက်ခဲ့တာတော့မှန်ပါတယ်။ဒါပေမဲ့အဲဒီကနေမြန်မာပြည်ပြန်ရောက်ချိန်မှာ ကျမအမမရှိရီဒီဒေတာမှာကြာဆုံးသွားခဲ့တဲ့သတင်းကိုကြားရပါတယ်။ဒါကြောင့်ကြံရင်ခဲတဲ့ကျမတူမလေးမိုးကြီးကိုဒီတော်တွေကနေခေါ်ပြီးကြီးပြင်းသည့်အထီးဆောင်ရှောက်ပေးဖို့ကျမဒီကိုလာခဲ့ရတာပါပဲ။ထပ်ပြောပါမယ်။ကျမသရှုမဟုတ်ပါဘူး။အမေရိကန်ဟာကျောက်တုပစ္စည်းမဲ့ဒေါ်လာရဲ့ရန်သူနိုင်ငံကြီးဖြစ်တယ်။ ခမားကအဲ့ဒီနိုင်ငံကတင်းနှင်းစင်လာတယ်ဆိုတော့ဖာဆာဗလာအရင်ရှင်အစိုးရရဲ့စစ်တပ်ကမဟုတ်တော့အမေရိကန်ထောက်လိုင်းကတရှုဖြစ်နိုင်တယ်လို့ကျုပ်တို့ရဲ့ဗဟိုပေါ်လစ်ဘူရိုကတန်ပြရှိနေတယ်။ဟုတ်ကဲ့ဒါလေးဖြစ်တင်ပါတယ်။စစ်ဆေးမှုကိုကျမခံယူဖို့လည်းအသင့်ပါပဲ။တေးကြတာကတော့ကျမဒီနေ့ဒီနေရာထိရောက်လာတာဟာစစ်ရေးရွယ်ချက်နိုင်ငံရေးရွယ်ချက်တစ်ခုမှမပါဘူးဆိုတာပါပဲ။မင်းဟိုငါတို့ရဲ့လုံထုံးလုံးနေရအစင့်စင်စစ်ဆေးကြမှာမို့လို့ အခုလောလောဆယ်တော့အကျဉ်းသားဖြစ်ထားပါတယ်။ဒါပေမဲ့ဒဝဲအမျိုးသမီးတမက်ကရဲ့အာဇာနည်ဖြစ်တဲ့ရဲဘော်မရီရဲ့နှမအရင်ဖြစ်လို့ငါတို့အနေနဲ့တညာမယ်ကိစ္စမှန်သမျှတညာပေးပါမယ်။မင်းရဲ့တူမဖြစ်တဲ့ရဲဘော်မိုးကြီးကလည်းဒီစကန်မှာရှိနေတယ်။ရှင်။ပုံမှုချော်တင်စကားကြောင့်ជីជីမှရုတ်တရက်အာမေရိကန်မှာထွက်သွား၏။ရဲဘော်မိုးကြီးတဲရှိရင်ဝါယုံကြည်နေသောလူအုပ်ထဲမှအသက်၁၄နှစ်အရွယ်မိန်းကလေးတအူးထွက်လာသည် မိန်ကလေးဤညာဘက်လက်ကြားတွင်ကြိုင်တောင်းနေအဲ့ဒါမင်းတူမမိုးကြီးပဲရှင်ကြည်ကြည်ဒုတိယအကြိမ်အာမေရိကန်ထွက်သွားပြန်ဤတန်ခွာချောင်းပြားတိုက်ပွဲမှာရဲဘော်မိုးကြီးဟာကလေးသုံးယောက်ကိုဥဆောင်ပြီးတော်ထဲမှာပေါအောင်နေခဲ့တယ်ဒါပေမဲ့ဖက်စစ်စစ်တပ်ကကျွန်ထွက်လာတဲ့စစ်သားတယောက်ဟာမိုးကြီးကိုတနက်နေ့ပြစ်ခဲ့တယ်ကံကောင်းလို့ခြေသလုံးကိုပဲမှန်ခဲ့ပေမဲ့သူ့ခြေထောက်ကပုံမှန်လို့လည်းမရောက်နိုင်တော့ဘူးအဲ့ဒီစစ်သားကိုတော့ ောရီကအမျိုးသမီးတမက်ကခေါင်းဆောင်မှတ်သွန်းစီကပဲတုတ်တင်နိုင်ခဲ့တယ်။ပြီးတော့မိုးကြီးနဲ့ကလေး၃ယောက်ကိုကယ်ထုတ်လာနိုင်ခဲ့တယ်။မိုးကြီးဟာជីကြီးကိုတေချာဆိုင်ကျင်နေသည်။မိုးကြီးမျက်လုံးထဲမှနာကျင်မှုအရေရောင်များကိုជីကြီးမြင်လိုက်ရ၏။တမီမိုးကြီးအန်ဒီယာတမီတော်ပါ။တမီအမိမရှိရရဲ့ညမတမီလေးအတော်ជីကြီးပါ။မဟုတ်ပါဘူး။ရှင်ဟာရန်သူပဲ။ရန်သူစစ်တပ်ကစစ်ပေါ်မှာပဲ။ရှင်က ကျမတငယ်ကျွန်းလေးကိုတတ်ခဲ့တဲ့ကျမအမေကိုတတ်ခဲ့တဲ့စစ်တပ်ကလိုပဲရှင်ကကျမတော်မဟုတ်ဘူးမိုးချီဟာကြီးကြီးမျက်နှာကို မုံတီးနာကြည့်သွားပြန်ကြည်ရင်ပြန်၍လက်ထွက်သွားသည်မိုးကြီးတမီးလေးတမီးကြီးကြီးအားမိုးကြီးလက်ကိုလမ်းဆွဲရန်ပြန်လိုက်၏တော်ပါတော့မကြီးကြီးသူတို့နှစ်ယောက်ကြားရင်မောင်ရင်ကဝင်ရလိုက်သည်ခမည်းမြန်တဲ့အတိုင်းပဲ ဒီဟာကလေးတွေဟာခမရုစစ်တပ်ရဲ့အကြမ်းဖက်မှုတွေရောခန္ဓာကိုယ်ရောစိတ်ပါတိုက် ခံစားခဲ့ရတဲ့သူတွေကြီးပါပဲသူတို့လေးတွေဟာခမရုစစ်တပ်ကို မုံဒီစိတ်ရောကြောက်ရွံ့တဲ့စိတ်ပါတပြိုင်နက်ကိန်းအောင်နေကြရှာတာပါခမရခုချိန်မှာသူ့ကိုဘာမှတတ်မပြောတော့အကောင်ဆုံးဖြစ်ပါလိမ့်မယ်ပါတီလူငယ်များအမျိုးသမီးများ၏မျက်လုံးအားလုံးကជីជីထန်တွင်ကြည်ကြီးကခြေထောက်တော်ချိုးပြင်းသူမအားကြောက်ခိုင်းသွားသည့်သူမဖြစ်သူကိုကြည်ရင်နှုတ်ခမ်းကိုကိုက်ထားလိုက်သည်။ကဲ ူ့ကိုယာယီချုပ်ခန်းထဲမှာထည့်ဖို့ပြင်မှတ်တင်စိန်တို့အမျိုးသမီးတမကအဖွဲ့ဝင်တွေကပဲသူ့လိုအပ်တာကိုစီစဉ်ပေးပြီးအလဲကျသူ့ကိုစောင့်ရှောက်လိုက်ပါပုံမှုချော်တင်ကအမိန်ပေးလိုက်၏အမျိုးသမီးငယ်တဦးကជីဂျီနာတို့ကပ်လိုက်သည်ကျမနာမည်မတ်ဟိုပါကျမတို့နဲ့လိုက်ခဲ့ပါမဟိုနဲ့အမျိုးသမီးနှစ်ဦးကជីជីအားယာယီအချုပ်ခန်းရှိရာသို့ဦးဆောင်ခေါ်သွားကြ၏။မတ်ជីជីချင်းခိုင်းနေပြီလား။ကျမတို့မိဖို့ပေးပါမယ်။ ိမဆောင်တဲနေကလေးရဲ့အယိုက်အချုပ်ကန်းတွင်မှជីជីကိုမဟုတ်ကပြောလိုက်သည်ជីជីစားရင်ထမင်းနှင့်မြစ်ပြုတ်ကိုလည်းဝါးချီတော်ခွက်ပြင်လာပြီ။စားလောင်နေပြီဖြစ်သဖြင့်ជីជីလည်းထမင်းကိုအာရပါရစားလိုက်သည်။ထို့နောက်အချုပ်ကန်းတွင်ထိုင်နေ၏။မားជីជីကအမကြီးရီရီနဲ့ရုပ်ချင်းတော်အတော်လေးကိုဆင်တာပဲ။အင်းအမကြီးရီကိုတော့ကျမသတိရမိသွားသေးတယ်။တိတ်ထမြတဲ့အမကြီး။သူကြောက်ဆုံးသွားတော့ကျမတို့မှနှမျောလိုက်ရတာ။ မဟုကဝါများပြင်ပြုတ်လောက်ထားသည်ယာယီအချုပ်ခံပြင်မှတ်တွင်ထင်မိထိုးနေရင်မှပြောလိုက်သည်ဒီကညီမကမယီအကြောင်းတွေအတော်သိလို့လားသိတာပေါ့ရီလန်ကတဝဲကွန်မြူနတီပါတီရုံးမှာအင်္ဂလိပ်စာသင်တန်းဖွင့်တော့လေအမကြီးရီရီတို့ပဲဦးဆောင်ခဲ့တာနောက်တဝဲအထွေထွေထောက်ပံ့ရေးတပိတ်တို့၄၉ခုရွေးကောက်ပွဲတုန်းကနှင်းရုပ်ရှင်ုံရှိ ပါတီမဲဆွယ်ပွဲမှာအမကြီးရီရီတို့ဟာကျမတို့အားကြခဲ့ရတယ်။အမျိုးသမီးကောင်းဆောင်တွေပေါ့။အော်။ဒါနဲ့များမကြီးကြီးကဘာဖြစ်လို့အမကြီးရီရီကိုတတ်တဲ့စစ်တပ်ထဲကိုရောက်သွားရတာလဲ။ကြီးကြီးတွင် ရုတ်တရက်ဖြေစရာမရှိ။ကျမတို့မိဘတွေကစစ်မဖြစ်ခင်ကတည်းကကွဲသွားခဲ့ကြတာလေ။ကျမကရန်ကုန်မှာအဖေနဲ့ကြံရစ်ခဲ့တာ။ဘာပဲဖြစ်ဖြစ်ပါရန်သူဘက်ကဆိုပေမဲ့လေ ကျမတို့လေးစားရတဲ့အမကြီးကြီးရဲ့ညီမဖြစ်တဲ့အတွက်ကျမတို့အတတ်နိုင်ဆုံးတော့ဆောင်းလျှောက်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။ပြီးတော့မိုးကြီးလေး။မကြီးကြီးရဲ့တူမမိုးကြီးလေး။သူကတဲ့တနာဖို့ကောင်းတယ်။သူ့အမေလည်းရန်သူကတတ်တာခံရတယ်လို့သူ့တငယ်ချင်းတွေလည်းသူ့ရှိမှသိခဲ့ကြရတယ်။သူကိုယ်တိုင်လည်းရန်သူကြီးကြောင့်ခြေထောက်တိသွားတော့စစ်တပ်ဆိုတိတ်မုန်းနေရှာတာ။ကြီးကြီးပါမခွန်တုံမပြန်နိုင် တလက်လက်လောင်နေပြီဖြစ်သည့်မိဘုံကိုသာငေးကြည့်နေရ၏။အော်ကိုကြီးသူရင်မဟုတ်ကျွန်တော်သူနဲ့စကားပြောကြရရှိလို့ခဏမဟုတ်ကကောင်းကြီးကထားသွားသည်မောင်ရင်ကလက်ထဲမှာစတင်ကန်ကိုဘေးတွင်ချထားလိုက်၏ထို့နောက်ကြီးကြီးရှိတက်တက်တွင်ထိုင်လိုက်သည်မောင်ရင်နှင့်ကြီးကြီးတို့မျက်လုံးချင်းဆုံကအကြာကြီးကြည့်နေကြ၏ရော့ဒီမှာဆက်သားဖို့ခမရထမင်းစားတာအဆင်ပြေမယ်မထင်လို့ဒါလေးလာပေးတာ မော်ရင်ကသူ့လက်ထဲမှာဆက်သားကြောင့်သုံးလေးကူကိုကန်ပြလိုက်သည်။ကျမခုနကပဲမြင့်နဲ့တမင်းစားလိုက်ပါပြီ။စားပြီလေနောက်နေ့တွေစားဖို့တင်ထားဗျာ။စကမ်းမှာရိတ်ခါတဖြည်းဖြည်းရှားလာနေပြီ။မော်ရင်ကပြန်လှည့်ထွက်သွား၏။ဒီမှာမော်ရင်ပြန်လှည့်ကြည့်သည်။ကျမရှင်ကိုတောင်းပန်ပါတယ်။ကျမရှင်ကိုလိန်ခဲ့မိတယ်လို့ဖြစ်သွားတယ်။ရပါတယ်။ဟိုဒီဆက်သားကြောင့်အတွက်လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုကျေးဇူးတင်စရာမလိုဘူးအဲ့ဒါတွေကခင်ဗျားတို့မှမိုးကြီးပေးခိုင်းလိုက်တာမောင်ရင်ကအမောင်တဲတွင်ဝင်ရောက်ပြောက်ခွဲသွား၏ជីជីကသူ့မလက်ထဲမှ ဆက်သားကြောင့်များကိုជីကဝိဝေသောမျိုးလုံးများဖြင့်ပြုံ၍ချမ်းရည်သည်ဟုတ်ကဲ့ပါရှင်ဆရာခက်စော်ရေးသားထားသောတဝယ်နှင်းစီဝတ္ထုမှအခန်းတစ်စိမ်ကိုဆက်လက်ပြီးတော့ဖတ်ပြပြီးခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်ပြီးခဲ့ကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော် က်လက်ဆက်ပြပေးမယ်။နောက်အခန်းလေးတွေကိုလည်းစောင့်မျှော်လို့နားဆင်ပေးကြပါအောင်နော်။မြို့မိသားစုများအားလုံးလည်း BN Dream အပေါင်းမှခင်ဝင်ရဲ့ကိုစိတ်နှပြချမ်းမှရှင်နေကြပါစေရှင်။